ဘာမဘရင်းချန်နယ်ကနေအောက်လုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ကတော့နေ့စဉ်နေ့တိုင်းအခုလိုမျိုးဘူးတုဒ္ဒရဆရာအကြောင်းအရာကောင်းတွေကိုတင်ဆက်ပေးနေရဆိုတာလီနေ့တိုင်းပဲကျွန်တော်တို့ channel ကိုဝင်ရောက်နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါတယ်။အမ်ဒီနေ့အစီအစဉ်လေးကိုတော့ traffic star ကနေပံပိုးခုနီပေးထားတာပါ။ကျက်စပစ္စည်းတွေအိမ်သုံးပစ္စည်းတွေကို online ကနေဝယ်ချင်နေဆိုရင်တော့ traffic star ဆိုတဲ့ facebook page နဲ့သူတို့ရဲ့ website ဖြစ်တဲ့ www.trafficstar.biz မှာယုံကြည်စိတ်ချစွာနဲ့တွားရောက်ဝယ်ယူနိုင်ပါ रे ခင်ဗျာ ကဲဒီနေ့မှာတော့ကျွန်တော်တို့ Jensen Zero ရဲ့ရနမဲကြီးတဲ့စာအုပ်ထုတ်ဖြစ်တဲ့ You are a badass at making money ထဲကငွေကြီးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အတွေ့အခေါ်ကိုဘယ်လိုပြောင်းလဲမလဲဆိုတဲ့နီလာနဲ့ကိုတစ်ချက်လေ့လာကြည့်ကြရအောင်။ Hmm နေတိုင်းလောက်တည်းရောတခြားစ조사လုပ်နေတာပဲ။ဒါပေမဲ့ဘာလို့ရှေ့မရောက်နိုင်ပဲ။တနေရာထဲမှာပဲလင်နေရတယ်လို့မျိုးခံစားနေရတာလေ။အဲ့လိုမျိုးကြုံဘူးကြမှာပါဟုတ်တယ်မလား။ ဒီလိုစိတ်ဖြည့်ဆည်းမှုတွေကိုကိုကိုတန်တရားဝင်တာတွေအဲ့ဒီတန်တရားထဲမှာပိတ်မိနေရင်းနဲ့နောက်ဆုံးမှကိုယ့်အိမ်မက်တွေကိုတောင်လက်လွတ်လိုက်ခြင်းတွေထိဖြစ်သွားတတ်ကြပါတယ်။အဲ့တော့တကယ်တားစီကအရေးချင်းမရှိတာစူးစမ်းအားထုတ်မှုမရှိတာမဟုတ်ဘူးလို့ဒီစာအုပ်ကဆိုပါတယ်။တကယ်တော့ငွေကြေးဆိုင်ရာလွတ်လပ်မှုကိုရဖို့ဆိုတာစူးစမ်းမှုတစ်ခုတည်းနဲ့မရနိုင်ပါဘူး။တကယ်တော့ချက်က ကိုယ့်ရဲ့အတွင်းစိတ်ကိုယ့်ရဲ့ mindset ကိုအရင်ဆုံးကျွမ်းကျင်ပိုင်နိုင်အောင်ပြောင်းလဲပြုဖို့ပါပဲ။အဲ့ဒါကအဓိကပဲ။ ကဲဒါဆိုရင်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့အတူအတူဆင်းငုပ်ကြည့်လိုက်ကြရအောင်ဒီနေ့တော့မယ့်လမ်းကြောင်းကတော့ရှင်းရှင်းလေးပါပဲပထမဆုံးကိုယ့်ရဲ့ငွေကြေးဆိုင်ရာပုံစံခွက်ကိုဘယ်လိုချိုးဖြတ်မလဲပြီးရင်ကိုယ့်ရဲ့စိတ်ခံစားမှုဆိုင်ရာဘာကြောင့်လဲဆိုတာကိုရှာမယ်ပြီးမှစိတ်ပိုင်းဆိုင်ရာငွေရှာဆက်ကိုလေ့ကျင့်ပြီးတော့နောက်ဆုံးမှပြက်သားတဲ့လုပ်ဆောင်ချက်တွေလုပ်သွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပရမဆုံးအပိုင်းကိုစားလိုက်ကြရအောင်အဓိကကတော့ကိုယ့်ရဲ့ငွေကြီးဆိုင်ရာပုံစံခွက်ကိုချိုးဖျက်ဖို့ပါပဲဒါကိုလို့ဖို့ဆိုရင်ကိုယ့်ရဲ့အဓိကကြတဲ့ယုံကြည်ချက်တွေကိုရင်ဆုံးဖော်ထုတ်ဖို့လိုပါတယ် အဲ့တော့ငွေနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အခြေခံယုံကြည်ချက်တွေကဘယ်ကနေစလာတာလဲပြီးတော့အဲ့ဒီအရာတွေကကျွန်တော်ရဲ့လက်ရှိငွေရေးချေးရေးပို့ဘောက်ကိုဘယ်လိုထိုင်းချုပ်ဖို့ဖော်နေတယ်လဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြပါမယ်တကယ်တော့လင်ကျွန်တော်တို့အားလုံးမွေးလာခဲ့တဲ့ကငွေနဲ့ပတ်သက်ပြီးဘာယုံကြည်ချက်မှပါမလာပါဘူးလုံးဝပလာချင်းနေတဲ့ပန်းချီကားတစ်ချက်လိုပါပဲအဲ့ဒီနောက်မှာမှကိုမိသားစုကိုပဝင်းကျင်ကိုကြီးပြင်းလာတဲ့ယဉ်ကျေးမှုနဲ့ကိုဖျက်သိမ်းခဲ့တဲ့အတွေ့အကြုံတွေနဲ့တင်ယူရတာပါ အဲ့ဒီမှာတင်ယူရခဲ့ရာတွေကတခါတလေကိုကိုအထောက်ကူဖြစ်စေတာရှိသလိုကိုကိုကန့်သက်ချုပ်ချယ်ထားတဲ့ယုံကြည်ချက်တွေလည်းဖြစ်သွားနိုင်ပါတယ်။အဲ့ဒီရာတွေကပဲကျွန်တော်တို့ရဲ့ဘဝတကူလုံးကိုပုံဖော်ပေးသွားတော့တာပါပဲ။အခုဒီမှာကြည့်လိုက်ရင်တော်တော်လေးကိုရှင်းသွားပါလိမ့်မယ်။ဒါကကျွန်တော်တို့ရဲ့ငွေကြီးအောင်မြင်မှုကိုဆုံးဖြတ်ပေးတဲ့စန့်ကျင်ဘက်အထွေးခေါင်တစ်ခုပါပဲ။ဥပမာဘယ်ဘက်ကကန့်သက်ထားတဲ့ယုံကြည်ချက်တွေကိုကြည့်ပါ။ငွေရှာရခတ်တယ်။ငါကချမ်းသာဖို့မထိုက်တန်ဘူး။ချမ်းသာတာကသူများတွေအတွက်ပဲ။ ဆိုတဲ့အတွေးမျိုးတွေပို့ဒီလိုယုံကြည်နေရင်လှုပ်ဆောင်ချက်တွေကလည်းအဲ့ဒီတိုင်းပဲဖြစ်လာမှာပါညာဘက်ကိုကြည့်လိုက်အခွင့်အလမ်းတွေနေရာတိုင်းမှာရှိတယ်ငါကချမ်းသာချေဝတ်မှုနဲ့ထိုက်တန်တဲ့ချမ်းသာချေဝတ်မှုဟာငါအတွက်လည်းဖြစ်နိုင်တယ်ဆိုတဲ့ပေါ်များချင်းဆိုင်ရာယုံကြည်ချက်တွေကတော့လုံးဝကိုကွဲပြားတဲ့ရလတ်ကိုပေးမှာပါဒါကြောင့်မေဆောက်ထင်မှဒီလိုပြောထားတာကတင့်အတွေးတွေကတင့်ယုံကြည်ချက်တွေကိုဖန်တီးတယ်တင့်ယုံကြည်ချက်တွေကတင့်အပြုမှုကိုပုံဖော်တယ်ပြီးတော့တင့်အပြုမှုကတင့်လက်တွေ့ဘဝကိုဖန်တီးတယ်တဲ့ ဆိုလိုတာကရှင်းရှင်းလေးပါပဲလက်ရှိငွေရေးကြေးရဲ့အခြေအနေကိုပြောင်းချင်ရင်အရင်ဆုံးကိုယ်စိတ်ထဲမှာကိုကိုကိုအမြဲပြောနေတဲ့ဇလန်းတွေကိုပြန်ပြီးတော့ရေးဖွက်ဖို့လိုတယ်ဆိုတာပါပဲအဲ့ဒီအချက်ကိုဆန်ဒရာရဲ့ဇလန်းလေးနဲ့ဥပမာပေးကြည့်အောင်သူကလည်းအစာပိုင်းမှာချမ်းသာကြွယ်ဝမှုဆိုတာစိတ်ဖီးစီးစရာဝင်ထုတ်ဝင်ပိုးကြီးတစ်ခုလိုယုံကြည်ခဲ့တာငါသာချမ်းသာလာရင်အရာရာကိုဖျက်ဆီးမိမှာပဲဆိုပြီးကြောက်နေခဲ့တယ်ဒါပေမဲ့သူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူရဲ့ယုံကြည်ချက်တွေကိုပြန်ရေးမယ်စကြဝဠာကိုယုံကြည်မယ်ပေါ့ အဲ့ဒီနောက်မှာတော့အခွင့်အလမ်းတစ်တီကို yes လို့ပြောရဲလာတယ်။အဆုံးမှာတော့ဘာဖြစ်သွားလဲ။သူ့အိမ်မက်သေးကအိမ်မှာနေထိုင်နိုင်တဲ့အောင်မြင်တဲ့တရုတ်ဆောင်တယောက်ဖြစ်လာခဲ့တယ်။ကဲ mindset ကိုပြောင်းလဲဖို့ဆုံးဖြတ်ချက်ချပေးပြီးဆိုပါစို့။ဒါဆိုနောက်တစ်ဆင့်ကဘာဖြစ်မလဲ။ဟုတ်ပါရဲ့။စိတ်နေစိတ်ထားတစ်ခုတည်းနဲ့တော့မလုံလောက်တွေ့ပါဘူး။အဲ့ဒီဆုံးဖြတ်ချက်ကိုအားကောင်းကောင်းနဲ့တွင်းပို့ပေးမယ်စိတ်ခံစားမှုဆိုင်ရာလောင်စာတစ်ခုလိုအပ်လာပါပြီအဲ့ဒါကတော့ကိုယ့်ရဲ့ဘာကြောင့်လဲဆိုတာကိုရှာဖွေဖို့ပါပဲ ဆိုလိုတာကငွေလိုချင်တဲ့တို့ဘာဆက်ကရွက်နေယုံစိတ်แท้ကတွေးနေယုံနဲ့မလုံလောက်ဘူးဆိုတဲ့အသေးသေးပါဘာကြောင့်လိုချင်တာလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်အဲ့ဒီဘာကြောင့်ဆိုတဲ့အကြောင်းပြချက်က ခိုင်မာရမယ်စိတ်ခံစားမှုပြင်းထန်ရမယ်ကိုယ့်ရဲ့ why ကိုရှာတွေ့ထွက်ပြီဆိုရင်အဲ့ဒါကအရာအလုံးကိုတွန်းပို့ပေးမဲ့စွမ်းအားဖြစ်လာမှာပါဒီတော့ကိုကိုကိုအခုပဲမေးကြည့်လိုက်ပါ ဘဝမှာတကယ်ပါလိုချင်တာလေချမ်းသာလာခြင်းကကိုတို့ဘာကြောင့်အရေးကြီးတာလဲအဲ့ဒီမိခွန်ရိုးရိုးသားသားဖြည့်ကြည့်လိုက်တဲ့အခါကိုယ့်ရဲ့မျိုးကြီးပန်းနိုင်တရားကိုဘဝရဲ့အနက်ရှိုင်းဆုံးတန်ဖိုးထားမှုတွေနဲ့တိုက်ရိုက်ချိဆက်သွားတော့တွေ့ရပါလိမ့်မယ်အဲ့ဒီအချိန်မှာဖြစ်ပေါ်လာတဲ့စီဆော်မှုကတော့တကယ်ကိုအစွမ်းထက်ပြီးဘယ်ယာနဲ့မှတူးလို့မရတော့ပါဘူးဥပမာအနေနဲ့အနီတာရဲ့ဇလန်းလေးကိုကြည့်ကြရအောင်သူ့အတွက်လိုအပ်တဲ့ငွေပမာဏကတိတိကျကျပဲဒေါ်လာ80မထောင်ပါဘာအတွက်လဲဆိုတော့ သူအကျွေးတဲ့အကုံဆက်ပြီးသူအရန်မုံတဲ့အလောက်ကနေထပြက်ဖို့ပါဒီလိုတိကျတဲ့ပမာဏရှိနေလာကသူ့အတွက်အရန်ကိုရှင်းလင်းပြတ်သားတဲ့ဖိမှတ်တစ်ခုဖြစ်သွားစေခဲ့ပါတယ်အင်းဒီတာကသူ့ရဲ့ရည်ရွယ်ချက်ကိုပဲအာယုံဆိုင်ခဲ့တယ်ပြီးတော့အဲ့ဒီငွေပမာဏဟာသူ့စီကိုရောက်လာလိမ့်မယ်လို့အကျွေးမဲ့ယုံကြည်ခဲ့တယ်အဲ့လိုယုံကြည်မှုနဲ့အာယုံဆိုင်မှုရဲ့အဆောင်မှာဘာဖြစ်လာလဲဆိုတော့ သူမင်းနေခဲ့တဲ့ share ဟောင်းတယ်ကိုပြန်ရှာတွေ့ခဲ့ပြီးအဲ့ဒီ share ရဲ့တန်ဖိုးကသူလိုအပ်နေတဲ့ပမာဏအတိအကျဖြစ်နေကြတာပါပဲဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးရှင်လင်းပြတ်တဲ့ရည်ရွယ်ချက်နဲ့ခိုင်မာတဲ့ယုံကြည်မှုတွေရဲ့ရလဒ်တစ်ခုပါပဲ Okay ဒါဆိုရင်အရေးကြီးတဲ့အချက်ကရှင်းသွားပါပြီကုရဲ့ wine ကိုရှာတွေ့ပြီးပန်းတိုင်လေးရှင်းလင်းသွားပြီဆိုရင်အဲ့ဒါကိုလက်တွေ့ဘဝထဲမှာဖြစ်လာအောင်ရော့ဖို့ ကိုယ့်ရဲ့အကြီးမားဆုံးပိုင်ဆိုင်မှု အကြီးမားဆုံးအားသားချက်ဖြစ်တဲ့စိတ်ကို လေ့ကျင့်ပေးဖို့လိုလာပါပြီ။ဟုတ်ပါတယ်။ကိုယ့်ရဲ့စိတ်ဟာကိုယ်ပိုင်ဆိုင်သမျှထဲမှာအကြီးမားဆုံးသောပိုင်ဆိုင်မှုပါ။အမေမှုစရာကလည်းကိုယ့်ရဲ့တဘောထားနဲ့အာယုံစုဆိုင်မှုပေါ်မှာပဲတိုက်ရိုက်မှုတည်နေတာပါ။ဒီတော့ဟွာမဖြစ်နိုင်ဘူး၊ဒီဟာမဖြစ်နိုင်ဘူးလို့ညှဉ်းညူနေများစားကိုတကယ်ဖန်တီးချင်တဲ့ဘဝပုံစံကိုရှင်းရှင်းလင်းလင်းစိတ်ခုပုံဖော်ပြီးအဲ့ဒီအပေါ်မှာပဲအာယုံစိုက်ဖို့လိုပါတယ်။ဒီချောင်းကိုပြောရင်တော့ Jim Carrey ရဲ့ဇလံကအကောင်ဆုံးဥပမာတစ်ခုပါပဲ။ သူကအစပိုင်းမှာအလိုမရှိပိတ်ဆက်မရှိနဲ့ယုံကဲ့နေရတဲ့လူငယ်တယောက်ပါဒါပေမဲ့သူမှအောင်မြင်မှုတော့အရင်ကရှင်လင်းပြတားတဲ့စေခုပုံကြီးတစ်ခုရှိခဲ့တယ်သူပါလိုခဲ့လဲဆိုတော့သူ့ကိုသူဒေါ်လာ၁၀တန်းတန်ချက်လက်မှတ်တစ်စုံရီးခဲ့တယ်ပြီးတော့အဲ့ဒီချက်လက်မှတ်ပေါ်မှာအနာဂတ်၃နှစ်ရည်ဆွယ်ကိုတက်ချခဲ့ပါတယ်အောင်စရာကောင်းတာကတော့အဲ့ဒီရက်မတိုင်ခင်မှာပဲတန်းအန်တန်မှာစကားအတွက်သူရေးချတဲ့ပရမနာအတိအကျကိုရရှိခဲ့တာပါပဲ။ ဲ့တော့ဒီဒေါ်လာ10သန်းဆိုတဲ့ပမာဏကသူ့အတွက်အိမ်မက်တစ်ခုတသက်မဟုတ်ခဲ့ပါဘူးဒါဟာသူအပြည့်အဝယုံကြည်ခြင်းနဲ့အာယုံဆိုင်ခဲ့တဲ့တိကျတဲ့ဖြစ်မှတ်တစ်ခုပါနောက်ဆုံးမှာတော့လီကျင်ထားတဲ့စိတ်တလုံးကြီးစွမ်းအားကဘလောက်ထိကြီးမားတယ်ဆိုတာကိုသူကသက်သက်ပြသွားခဲ့တာပါပဲ။ကဲအခုဆိုရင်နောက်ဆုံးဖယီလီအဖိုင်းစာစီရောက်လာပါပြီ။အဲ့ဒါကတော့လက်တွေ့လှုပ်ဆောင်မှုပါပဲ။စိန်လီစီထားကိုပြင်ဆင်ပြီးပြီးခန်းစားချက်နဲ့ချိတ်ဆက်ပြီးပြီးယုံကြည်မှုလက်ရှိနေပြီ။ဒါဆိုအတွေ့ထဲမှာပြင်ဆင်ခဲ့သမျှကို တကယ်လက်တွေ့ကဘာမှာအချိုးရလက်တီဖြစ်လာအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီနေရာမှာစာအုပ်ကမရှိမထည့်လို့အပ်တဲ့အဆင့်၃ဆင့်ကိုဖော်ပြထားပါတယ်နံပါတ်၁ကခိုင်မာတဲ့ဆုံးဖြတ်ချက်ချဖို့ပါသုံးဆိုင်မနေပဲနောက်ပြမလဲပဲကတိကဝတ်ပြုရပါမယ်နံပါတ်၂ကကြောက်စိတ်ရှိနေပေမဲ့လေရှေ့ဆက်လုံးဆောင်ဖို့ပါပြီးပြည့်စုံတဲ့အခင်ကိုမဆောင်ပါနဲ့နံပါတ်၃ကတော့ဇွဲရှိဖို့ပါပဲပန်းတိုင်ကိုအာယုံဆိုင်ပြီးအခက်ခဲတွေနဲ့တွေ့တဲ့အခါဘယ်တော့မှလက်မလော့ပါနဲ့ ။ဘာလို့လဲဆိုတော့လုံဆောင်ချက်မပါတဲ့ဆုံးဖြတ်ချက်ဆိုတာကအိမ်မက်တစ်ခုစင်တာတစ်ခုအဖြစ်နဲ့ပဲကြံခဲ့မှာမို့လို့ပါပဲ။ Kelly ရဲ့တီရှပ်ကုမ္ပဏီဇလန်လေးကဒီချက်ကိုတက်ကောင်းကောင်းတက်တည်ပြပါတယ်။ဆုံးဖြတ်ချက်မချခင်ကသူကအရာအလုံးကိုတယောက်တည်းလုပ်တယ်။ရှားပါမှုမိုက်ဆက်ထဲမှာပိတ်မိနေပြီးတလတ်ကိုဒေါ်လာ၄တောင်းမှိုင်းလာပဲဝင်ွေရှိခဲ့တယ်။ဒါပေမဲ့သူ့အကူအညီငှားရမှာကိုအယမ်းကြောက်နေတဲ့ကြားကနေပဲပြက်သားကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။အကူအညီငှားလိုက်တယ်၊ထိန်ချုပ်မှုကိုဆွတ်လွတ်လိုက်တယ် ိနောက်မှာတော့ဘာဖြစ်သွားလဲသူ့ဝင်ငွေကတလောက်ကိုဒေါ်လာ35,000ထောင်အထိတက်သွားခဲ့ပါတယ်ဒါကြောင့်ပဲခိုင်မာတဲ့စစ်ပိုင်းဖက်မှုရှိသူတွေကအောင်မြင်ဖို့အလားအလာပိုများတယ်သူတို့ကပြီးပြည့်စုံတဲ့အခိုက်အတန့်ကိုမဆောင်ကြဘူးလို့ဆိုထားတာပါဒါဟာဇွဲလုံးလိုက်ရဲ့အနစ်သာရပါပဲဒီအရေးသွေးကပဲအောင်မြင်တဲ့သူတွေနဲ့အိမ်မက်ပဲမှတ်နေတဲ့သူတွေကိုခွဲခြားပေးလိုက်ကြရဖြစ်ပါတယ်ဒီတော့အားလုံးကိုပြန်ပြီးခြုံငုံကြည့်အောင်ကျွေးဝါချမ်းသာမှုစီကိုသွားတဲ့လမ်းကရှင်းပါတယ် ပထမဆုံး mindset ပါပဲကိုယ့်ကိုကန့်သက်ထားတဲ့ယုံကြည်ချက်တွေကိုပြန်ပြင်ရရမယ်ဒုတိယကစိတ်ခံစားမှုပါကိုယ့်ရဲ့အားကောင်းတဲ့ဘာကြောင့်လဲဆိုတာနဲ့ချိန်ဆရမယ်တတိယကယုံကြည်မှုပါအောင်မြင်မှုဟာမလွဲမထွေးဖြစ်လာမယ်လို့စိတ်ခုပုံဖော်ရမယ်နောက်ဆုံးတစ်ခုကတော့လှုပ်ဆောင်ချက်ပါပဲခိုင်မာတဲ့စုံခက်ချက်တွေချပြီးဇွဲနဲ့လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါဟာအတွင်းစိတ်ကနေစပြီးလက်တွေမှာအဆုံးသတ်တဲ့ပြည့်ပြည့်စုံတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲနောက်ဆုံးအနေနဲ့အထက်ကမှတ်သားထားရမယ့်အချက်ကတော့ ကျဲဝါမှုကိုဖန်တီးဖို့လိုအပ်ခဲ့ရည်ချင်းတွေအလားအလာတွေအလုံးဟာတကယ်တော့လူတိုင်းရဲ့အတွင်းမှာအဆင့်တင့်ရှိနေပြီသားဆိုတာပါပဲအဓိကတော့ချက်ကကိုယ့်ရဲ့ mindset ကိုကျွမ်းကျင်အောင်ထိန်းချုပ်ပြီးအဲ့ဒီစွမ်းအားကိုဖွင့်ထုတ်လိုက်ဖို့ပဲလိုတာပါဒီအကြောင်းအရာတွေအလုံးရဲ့အဆုံးမှာတော့ကျွန်တော်တို့ကိုအားကောင်းတဲ့မိကွန်းတစ်ခုနဲ့ခြံထားခဲ့ပါတယ်တခြားချက်အောင်လုံနိုင်ခဲ့တဲ့ဆိုရင်ကျွန်တော်တို့ကတော့ဘာလို့မလုံနိုင်အောင်မှာလဲဟုတ်ပါတယ် လူတိုင်းဟာကြွယ်ဝမှုနဲ့ထိုက်တန်ပါတယ်။ကြီးမြတ်မှုအတွက်စွမ်းဆောင်နိုင်စွမ်းရှိပလို့အိမ်မက်မက်ချတဲ့လွတ်လပ်မှုကိုရရှိဖန်ဆိုင်ဖို့လည်းအခွင့်အရေးအပြည့်အဝရှိနေပါတယ်။